အသက်ရှင်ရတာအထိပယ်မရှိတော့ဘူး။ဘယ်တော့မှလည်းစိတ်ပိုင်းဆိုင်ရာထိခိုက်နေတယ်ဆိုရင်ဒီဗီဒီယိုကိုအချိန်ပေးပြီးကြည့်စီကြပါမယ်။ရာဒီယိုတုတန်တဘာဝဘေးတန်ပြည်တွင်းစစ်တမ်းတွေကိုကျမတို့နိုင်ငံကအလူးလဲခံစားနေရတာပါ။ငလွေနေလို့တဲ့ရာဒီဥတုတွေဖောက်ပြန်နေဆိုပေမဲ့အခုဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့ကဒီလိုကပီးတွေထဲမှာရှင်သန်ခဲ့ကြပါလိမ့်။ဒီလိုရှင်သန်ခဲ့ရရရင်နောက်မှာအထိပယ်တစ်ခုခုတော့ရှိကိုရှိနေပါလိမ့်။အားငယ်နေတဲ့သူတွေကိုဖေးမှပြီးလမ်းပြောင်းနေတဲ့သူတွေကိုကူညီလို့ရတယ်။ ရှင်သန်ခဲ့တဲ့အပေါ်မှာကိုကိုကိုအပြစ်မတင်ပဲအတိတ်ပဲရှိအောင်ရှင်သန်မယ်။ဒါဆိုရှင်သန်ခြင်းရဲ့အတိတ်ပဲကဘာမှန်းဖြစ်မလဲ။ကျမတို့အတူတူလိုက်ရှာကြည့်လိုက်ရအောင်နော်။အခုဗီဒီယိုကနေမိတ်ဆွေတို့ကိုမျှဝေပေးခြင်းတဲ့အချက်လေးတွေကတော့ subscribe ဘာလို့လုပ်ကြရလဲ။ရှင်သန်ခြင်းဆိုတာဘာလဲ။ရှင်သန်ခြင်းရဲ့အတိတ်ပဲစောင့်ရင်အချက်တွေပဲဖြစ်ပါလေ။ရှင်သန်ခြင်းဆိုတာကိုစပြီးတော့မရှာခင်ကျမတို့21ရာစုရဲ့နိုင်ငံတိုင်းလိုလိုခံစားနေရတဲ့ယောဂအစိုးကြီးတစ်ခုကိုပြောပြမှဖြစ်ပါမယ်။အဲ့ဒီယောဂအစိုးကြီးကြောင့်နှစ်စဉ်နဲ့အမျှ အသက်15နှစ်ကနေ29နှစ်ကြားမှာရှိတယ်။လူငယ်9သိန်း2000လောက်တည်ဆုံးနေရတယ်လို့ WHO ကထုတ်ပြန်ထားပါတယ်။ဒီလိုမျိုးတည်ဆုံးရခြင်းရဲ့အဓိကတရားခံဖြစ်တဲ့အဲ့ဒီယောဂါကတော့ exercise ဆိုတဲ့ကိုယ့်ကိုယ်ကိုအဆုံးစီရင်တဲ့အဖြစ်ပါပဲ။ဟုတ်ပါတယ်။တစ်နှစ်ပြီးတစ်နှစ်ကိုယ့်ကိုယ်ကိုအဆုံးစီရင်တဲ့လူတွေက9သိန်းကျော်ပါတယ်။အများကြီးပဲနော်။ဒီလိုတနှစ်ပြီးတနှစ်များလာတဲ့ဆွတ်ဆိုင်နှုံးတွေကိုဘယ်လိုနားလည်လို့ရမလဲဘယ်လိုမျိုးညီမျှခြင်းချလို့ရမလဲ ကျွန်တော်တို့ခေတ်ကအရင်ခေတ်ကလိုမျိုးအစာရေစာလည်းမရှားပါတော့ပါဘူး။ကဘာကိုဖျက်မဲ့ဗိုင်းရပ်စ်တွေလည်းမရှိတော့ဘူး။ကဘာစစ်လည်းမဖြစ်တော့ဘူး။ခက်ခဲမှုတွေအများကြီးကနေလွတ်မြောက်ခဲ့ကြပေမဲ့ဘာလို့လူဘဝမှာမပြောကြတာလဲ။ဒီအကြောင်းကိုနိုင်ငံတကာကသိပ္ပံပညာရှင်တွေဆရာဝန်တွေနဲ့နိုင်ငံခေါင်းဆောင်တွေကဝိုင်းဝန်းပြီးတော့အဖြေရှာနေကြပါတယ်။သူတို့ကောက်ချက်ချတဲ့အဖြေကတော့အဆုံးစီရင်မှုဖြစ်စဉ်တွေရဲ့80%ကလူမှုရေးအဆင်မပြေတာ။ မွေးရပါစိတ်ပိုင်းဆိုင်ရာနဲ့ပတ်ဝန်းကျင်ရဲ့တောင်းအားပေးမှုတွေကနေဖြစ်တယ်ဆိုပြီးတော့ပြောထားပါတယ်ဥပမာချင်းရတဲ့လူတယောက်ဆုံးပန်းသွားတာအလုပ်ပြဿနာမိသားစုပြဿနာငွေကြေးခက်ခဲတွေကြောင့်စိတ်ဖိစီးမှုများလာတာမျိုးတွေနဲ့မျိုးရိုးဗီဇတွေကြောင့်လည်းဖြစ်နိုင်ပါတယ်မိဘတွေမှာ depression ရှိပုံရင်ဒါသမီးတွေမှာဖြစ်နိုင်ချေပိုများတယ်လို့လိလာချက်တွေအရသိရပါတယ်ကလေးဘဝမှာစိတ်ဒဏ်ရာရခဲ့မှုတာမျိုး trauma ကလည်းနောက်ပိုင်းမှာ depression ဝင်နိုင်စေပိုများပါတယ်။ဒါ့အပြင်နေထိုင်စားသောက်ပုံတွေမှောင်ရင်တာမျိုးကလည်း depression ဖြစ်နိုင်တာမို့သိချာဂရုစိုက်ရမယ်နော်။ အချိန်မှန်မစားတာအချိန်မှန်မအိတ်တာအရက်တောက်တာမူရည်စေးသုံးတာမျိုးတွေကလည်း depression ကိုပိုဆိုးသွားစေနိုင်ပါတယ်ဒီလိုမျိုးစိတ်ကြောင့်ယောဂတွေကနေနောက်ဆုံး suicide လုပ်တဲ့အခြေအနေတွေရောက်လာပြီးရှင်သန်ခြင်းရဲ့အဆုံးသတ်ကိုရောက်သွားနိုင်ပါတယ်မိ쇠ကဘဝရဲ့အတိတ်ပဲကိုရှာဖွေနေတဲ့လူတစ်ယောက်ဒါမှမဟုတ်အဖြေတွေကိုသိချမသိပဲဝီဝါနေတဲ့လူတစ်ယောက်ဆိုရင်ရှင်သန်ခြင်းဆိုတာကိုဒီလိုလေးတွေတွေးကြည့်ကြရအောင်ကမ္ဘာမှာရှိတဲ့အရာရာတိုင်းမှာသူ့ရဲ့အတုံးဝင်ပုံကိုစီရှိပါတယ် တကားတစ်ချက်ကအိမ်ကိုလုံခြုံစေတယ်ဖုန်းတစ်လုံးကအဝေးရောက်နေတဲ့သူတွေနဲ့အဆက်အသွယ်လုပ်လို့ရတဲ့အပြင်အင်တာနက်ကိုအသုံးချပြီးကဘာပေါ်ကအဖြစ်အပျက်တွေကိုရှာလို့ရတယ်။နိုင်တစ်လုံးဆိုရင်လည်းတနေ့တိုင်းအချိန်အတိအကျကိုပြောပြနိုင်တယ်။ဒါဆိုလူတယောက်ဖြစ်လာတာကရောဘလို့ရည်ရွယ်ချက်တွေအတိတ်တွေရှိအောင်မလဲ။ရှေးလူကြီးတွေကလူပြည်ကအက်ဒီဆင်နဲ့နတ်ပြည်ကအက်ဒီဆင်ထီမီဖို့ဆိုတာလွယ်တယ်။ လူဘဝကိုရဖို့ဆိုတာကမလွယ်ဘူးဆိုပြီးဆုံးမတက်ကြပြီးတော့ရာခင်းလာတဲ့လူဘဝကိုအကျိုးရှိရှိအသုံးချဖို့ပြောကြပါတယ်ဗုဒ္ဓဘာသာရဲ့ဆိုဆုံးမမှုအရလည်း32ပုံထဲမှာလူပုံတစ်ခုတည်းသာတန်တရာတွေကလွတ်မြောက်ပြီးနိဗ္ဗာန်ကိုတိုင်ရိုက်ရအောင်ကျင့်ကြံအားထုတ်လို့ရတယ်လို့ဆုံးမပါတယ်ပြီးတော့ဗီတာအိမီဖရန်ကေရဲ့နာစီအကျဉ်းစခန်းကနေလွတ်မြောက်လာတဲ့ဂျူးလူမျိုးအတွေးခေါ်ပညာရှင်ကလည်းသူ့ရဲ့ Man Search for Meaning ဆောက်ထဲမှာလူသားတယောက်အတွက်ဘဝရဲ့အတိတ်ဘယ်ကိုရှာတဲ့နေရာမှာမုံမြတ်ကောင်းမွန်တဲ့အလုပ် အချက်ကိုရှာဖွေခြင်းနဲ့ရှောင်လွှဲလို့မရတဲ့နာကျင်မှုတွေကိုလက်သင့်ခံခြင်းစတဲ့အချက်၃ချက်နဲ့ရှာဖွေရမယ်ဆိုပြီးပြောထားပါတယ်။ဒီလိုမျိုးလူဘဝကိုဒသနအမျိုးမျိုးနဲ့ဖွင့်ဆိုကြပြီးရာခဲတဲ့လူဘဝကိုအတိတ်ပဲရှိအောင်ဂျပန်လူမျိုးတွေကျင့်သုံးတဲ့ ikigai ဆိုတဲ့နည်းလမ်းတစ်ခုရှိနေပါတယ်။ရှင်သန်ခြင်းရဲ့အတိတ်ပဲ ikigai ကို ရှာဖွေဖို့ဆိုရင်တော့အချက်၄ချက်ကိုအဓိကလိုအပ်ပါတယ်။ဒါတွေကတော့ကိုချစ်မြတ်နိုးတဲ့အရာ၊ကိုကျွမ်းကျင်တဲ့အရာ ။ကဘာကြီးကလိုအပ်နေတဲ့အရာနဲ့ဘလိုမျိုးအရာတွေကကိုယ့်ကိုပတ်စံပေးမလဲ။စာရင်အချက်၄ချက်တည်းကဘုံတူညီတဲ့အချက်ကိုရှာဖွေတာကဤကိုင်းစီကိုခြေတလန်းဆလန်းလိုက်ခြင်းကိုဆိုလိုပါတယ်။ဒီလိုမျိုးဂျပန်လူမျိုးတွေရဲ့နိလန့်တွေအပြင်စိတ်လုံခြုံမှုရဝန်းဆိုတဲ့အကြောင်းနဲ့လူငယ်တွေရဲ့အတွေ့အကြုံခံစားချက်တွေကိုတေချာနားလည်ပြီးအကောင်းဆုံးလမ်းပြနိုင်ခဲ့တဲ့ဆီယမဆူရှာမီကိုတော့မသိတဲ့သူရှိမယ်မထင်ပါဘူး။ကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံပေးနိုင်မဲ့ရဝန်းခံစားချက်ကိုပွင့်ပွင့်လင်းလင်းဖွင့်ဟနိုင်တဲ့ရဝန်း ဘဝရဲ့အနေမြင်အတက်ကြိုင်းမှာကိုနဲ့အတူတူလက်တွဲပြီးရှေးဆက်လျှောက်ပေးမယ့်ရဝန်းတစ်ခုကိုဘလို့ရှောင်ပွေမလဲဆိုတာကိုဆ iam မကတေချာလမ်းညွန်ပေးထားတာပါဒီတစ်ခေါက်မှာတော့ဆ iam မရဲ့ကိုတွေးဖြစ်ရက်တွေကိုတေချာရေးပြထားပြီးသူ့ရဲ့အတွေ့အကြုံတွေကသင်ခန်းစာပြန်ယူပြီးရှေးဆက်လျှောက်ခဲ့တဲ့ရှင်သန်ခြင်းရဲ့အထိပ္ပယ်ဆိုတဲ့စာအုပ်လေးကိုပြောပြချင်ပါတယ်အဲ့ဒီစာအုပ်ထဲမှာပါတဲ့ရှင်သန်ခြင်းဆိုတာအမှုပညာတရက်ပါပဲဆိုတဲ့ခေါင်းစဉ်ကိုအခုထိခေါင်းထဲဆွဲပြီးတော့မှတ်မိနေပါသေးတယ်သူတွေကစာသားလေးတချို့ကတော့ဘဝဆိုတာ ရုံးကန်စရာလို့ခံယူထားတာလားဘဝကိုငြင်းငြင်းကြံကြံပဲဖျက်တမ်းတင်တယ်လို့ခံယူထားတာလားဘယ်ယာရီကိုယုံကြည်ထားလဲရိုးတောင်းမှုလားအုတ်စားလားအောင်မြင်မှုလားတာယာပျော်ရွှင်တဲ့မိသားစုဘဝလားဟန်ချက်ညီတဲ့ဘဝတစ်ခုလားစားရင်အချက်တွေကို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 ပြန်မေးကြည့်ဖို့တိုက်တွန်းချင်ပါတယ်စိတ်ထဲကြစရာတွေနဲ့ကြုံလာရတိုင်းငါချစ်တဲ့မိသားစုအတွက်ငါအသက်ရှင်နေရမယ်ငါချစ်တဲ့သူတွေအတွက်ငါကြိုးစားရမယ် ငါမြင်လို့တဲ့အရာတွေငါဖြစ်ချင်တာတွေကိုရအောင်လုပ်မယ်ဆိုတဲ့ရီမန်းချက်ပန်းနိုင်တွေပြန်ပြီးထားတက်လာတယ်။ဒီလိုမျိုးထားရင်လည်းစိတ်တက်ကြစရာစိတ်ညစ်စရာတွေနဲ့ကြုံလာခဲ့ရင်လေဆီယမရဲ့ခေါင်းစဉ်လေးတစ်ခုဖြစ်တဲ့သင်းဘဝရဲ့အိမ်လေးအိမ်ဆိုတာနဲ့အားပြန်တင်ခဲ့ရပါတယ်။ဆီယမညွှန်ထားပေးတဲ့အိမ်ဆိုတာကကဘာမြေခန္ဓာကိုယ်စိတ်နှလုံးအိမ်နဲ့မိသားစုမိတ်ဆွေတငယ်ချင်းစားရခိုနားရအိမ်လေးအိမ်ပါပဲ။ဘဝမှာမျောလင်းချက်တွေမဲ့ပြီးရှင်သန်နေရတာကိုအတိတ်ပဲမရှိတော့ဘူးလို့ခံစားရတိုင်း ဒီအိမ်လေးလေးရင်ကိုအမြဲတမ်းခေါင်းထဲမှာပြန်စင်းစားပြီးအာတင်ထားရပါတယ်။အကယ်၍မိတ်ဆွေကဘဝကိုရှုပ်ရှက်ခန့်အောင်မနေခြင်းရင်ရှင်သန်ခြင်းတွေကိုလည်းရိုးရှင်းဖို့လိုတယ်။ရှင်သန်ခြင်းကအတိတ်ပဲလေးနဲ့လေဘဝကပိုပြီးအသက်ဝင်လေးဆိုတဲ့အချက်၄ချက်နဲ့အညီနေထိုင်နိုင်အောင်စူးစမ်းကြည့်ကြဖို့ဒီကနေတိုက်တော့ပါတယ်။ရှင်သန်ခြင်းကိုအတိတ်ပဲရှိအောင်ဘယ်လိုလုပ်လို့ရလဲ။အခုလက်ရှိကျမတို့နိုင်ငံရဲ့အဖြစ်အပျက်တွေကအရန်ကိုဆိုးရွားလာပါတယ်။ တမဝါရဲ့ဘေးရန်ရင်ကိုခါးစီးပြီးခံနေရပေမဲ့ဒီလိုဆိုးရွားတဲ့လောကဓာတ်ကိုကြံ့ကြံ့ခံရင်ဆိုင်ရင်ရှေးဆက်ရှောက်နေတာကဘဝကိုအရှုံးမပေးပဲရှင်သန်ခြင်းဆိုရင်မျှော်လင့်ချက်နဲ့အသက်ဆက်နေကြတာပါဒီလိုမျိုးရှေးဆက်ရှောက်နေတဲ့မိတ်ဆွေတို့အားလုံးကိုဒီနေရာကနေအားပေးကြပါတယ်ကျမတို့မှာကျမတို့ပဲရှိတာမလို့အချင်းချင်းအားပေးရင်နဲ့ရှေးဆက်ရှောက်ကြမယ်မလားမိတ်ဆွေတို့အတွက်ဒီနေ့မနက်မှဖတ်ပြလိုက်ရတဲ့ဝါရှန်ရှိုင်းရဲ့ကြံပြားလေးတစ်ပုဒ်ကိုမျှဝေကြပါတယ် လပရိနီမင်းကြီးရဲ့တောက်ပေါမှုအောင်မှာကျမတို့ရဲ့မနက်ခင်းကိုကိုစီစတင်ခဲ့ကြပါတယ်။လူတိုင်းနဲ့ပြောဆိုဆက်သွယ်နိုင်ဖို့ဘာသာစကားတွေကျမတို့မှာရှိနေတယ်။ကျမရဲ့နာမည်ကိုအမြတ်တနိုးနဲ့ခေါ်မဲ့လူတယောက်ကပါမှာရှိနေတယ်။နူးညံ့တဲ့လက်တစုံကိုမြမြနူးနူးနဲ့စုပ်ကင်မဲ့လူတယောက်ကပါမှာရှိနေတယ်။တဏိတောင်ကိုဒီလိုစတင်ရင်းနဲ့ပဲပန်းပင်တွေ၊လေပြည်ရင်းကြီးတွေနဲ့ကျေးငတ်တွေရဲ့တေးတီတန်ကိုသင်မြင်နိုင်တယ်။တိမ်လှတဲ့ကဘာကြီးကိုသင်မြင်နိုင်တယ်ဆိုတာလေးပါပဲ။ တရပီးတရံမိုးလင်းကမိုးချုပ်အလုတ်ကိုစီရှုံနေကြရင်ကိုယ့်ရဲ့ဘေးမှာရှိတဲ့တဘာဝလောကကြီးရဲ့အလှတရားကိုမိထားတတ်ကြပါလေ။ကောင်းငင်ကြီးကိုမော့ကြည့်ရင်အလှကိုရှာတွေ့နိုင်တယ်လို့ဘေးနားတိုက်ခန်းပေါ်ထိုးကြနေတဲ့အရေးကနေလေအလှကိုရှာတွေ့နိုင်ပါလေ။ကို့ပေါ်မကောင်းတဲ့လူတွေကိုဖယ်ထုတ်ပြီးတော့ကိုယ့်ရဲ့ခံစားချက်တွေနေ့စဉ်ကြုံတွေ့နေရတဲ့တောကောက်တွေကိုမျှဝေနိုင်မယ်။မိတ်ဆွေအပေါင်းအသင်းတွေကိုတန်မိုးထားရင်တရက်တောင်အကောင်းဆုံးကြော်ဖြတ်လို့ရပါတယ်။ လူသားတွေဆိုတာလွန်ခဲ့တဲ့နှစ်3သိန်းလောက်ကတည်းကနေအခုချိန်ထိရှိနေပြီးနောက်လည်းရှိနေုံပဲတတ်တော်ပါပဲကျမတို့ကငှက်တွေလိုမျိုးအတောင်မှမရှိတော့ကောင်းငင်ကိုလည်းမစိုးမိုးနိုင်ဘူးရေထဲမှာဝေလာငါးတွေလိုလည်းအကြကြီးမနေနိုင်ဘူးကုန်းပေါ်မှာလည်းဆင်းတွေလိုမျိုးအင်အားမကြီးသလိုချင်းတွေလိုလည်းတောအုပ်ကိုအစိုးမရပါဘူးဒါပေမဲ့ကျမတို့တွေမှာတရိစံတွေထက်တာရင်အချက်ကတော့စာနာတက်တဲ့နှလုံးသားနဲ့စဉ်စားတက်တဲ့အုံနောက်ပါပဲဒီလိုမျိုးနှလုံးသားနဲ့အုံနောက်ကိုအခြေခံပြီး ကျမတို့လူသားတွေကရှင်သန်နေရတာပါဒါကြောင့်လူသားတယောက်အတွက်အရေးကြီးဆုံးဖြစ်တဲ့နှလုံးသားနဲ့အုံနှုတ်ကိုတည်တည်ချာချာလေးဂရုစိုက်ပြီးရှင်သန်ခြင်းရဲ့အတိတ်ပဲကိုရှာကြည့်ကြဖို့ပြောချင်ပါတယ်ဆိုတော့အခုဒီဗီဒီယိုတွေကနေဒီချက်လေးတွေကိုသင်ခန်းစာအနေနဲ့ရှာလိုက်ပါတယ်ပျော်ရွှင်မှုတွေပန်းနိုင်တွေမရှိတဲ့ဘဝဟာအတိတ်ပဲမရှိပဲရှင်သန်ရနေတယ်လို့ပါပဲလူဘဝဆိုတာရခဲ့တဲ့အတွက်ရအောင်ခဏလေးမှပြောင်းအောင်နေပြီးအချိန်တိုင်းကိုအကျိုးရှိရှိကုံဆုံးမယ်အတိတ်ကနာကျင်စရာတွေကိုကုစားပြစ်ပြီး လှပတဲ့ကဘာကြီးနဲ့ကိုချင်းရတဲ့လူတွေကိုတန်မိုးထားမယ်။စရင်အချက်လူတွေပါပဲ။ဒီလိုမျိုးကိုရဲ့စိတ်ကဘာကိုလိုချင်လဲ။ဘလို့အလုပ်တွေလုပ်ရတာပြောလဲ။အဲ့ဒီအချက်တွေကိုတေချာလေးသိပြီဆိုရင်တော့ကျမတို့ရှင်သန်ခြင်းရဲ့အတိတ်ဘယ်ကိုရှောင်ဖွေတဲ့လမ်းကြောင်းပေါ်ကိုရောက်နေပြီလို့ပြောလို့ရပါတယ်။အတိတ်ဘယ်မရှိတဲ့နေရက်တွေကနေယုံထွက်ပြီးနောင်နာကင်းတဲ့ရှင်သန်ခြင်း၊နာကျင်မှုတွေကိုကုစားနိုင်တဲ့ရှင်သန်ခြင်းမျိုးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုသိကြရင်တော့ကျမတို့ရှင်နှုတ်အထဲမှာရှိတဲ့ဆီယမစူးရှောင်းမေရေးသားထားတဲ့ရှင်သန်ချင်းရဲ့အတိတ်ပဲဆိုတဲ့စာအုပ်ကိုအတန်နဲ့အဆဆုံးနားထောင်လို့ရနိုင်ပြီမို့သွားရောက်နားထောင်ကြည့်ကြဖို့တိုက်တွန်းပါရစေ။မိတ်ဆွေတို့အနေနဲ့ရှင်သန်ချင်းနဲ့ပတ်သက်ပြီးမျှဝေခြင်းနဲ့ခန်းစားချက်တွေရှိနေရင်လည်းကွန်မန့်မှာမျှဝေသွားဖို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါရစေ။ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။